အခုလိုအချိန်မျိုးမှာပါကျွန်တော်တို့ Aqua App ကတော့ကျွန်တော်တို့ဖုန်းတိုင်းမှာရှိနေပြီပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော် Aqua App မှာမြန်မာနိုင်ငံ location ပဲတည်တဲ့ပေါ်အောင်ဘယ်လိုမျိုးစတင်ချင်ရမလဲနောက်ပြန် notification တွေပါတယ်အချိန်နဲ့တပြေးတည်းတည်အောင်လဲအခြားလိုအပ်တဲ့ setting တွေကိုဘယ်လိုချင်ရမလဲဆိုတော့ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဒီ Aqua App ထဲကိုဝင်လိုက်မှာပေါ့နော်အပြကြတော့ကျွန်တော်ညာဘက်ထောက်အပေါ်ဘက်မှာရှိတဲ့အဆက်လေးတောင်းချက်ကိုနှိပ်လိုက် setting ထဲကိုဝင်ကျွန်တော်ပုံမှန်ဆက်စားခြင်း lower set setting အမှတ်တိုင်မှာ normal ကိုကျွန်တော် hybrid ထားလိုက်မယ် နောက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံ location ပဲတည်တဲ့ပေါ့အော်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော် location နဲ့ဝင် custom နဲ့ဟိုတွားမယ်ဒီမှာကျွန်တော်မြန်မာဆိုပြီးတော့ရိုက်ရှာလိုက်မယ်ရတန်းကိုနှိပ်လိုက်ရပြီပြီးတော့နောက်တစ်ခုဘာကိုထပ်လုပ်အောင်လဲဆိုတော့ဟိုအောက်ကိုဆွဲထားလိုက်ကျွန်တော်တို့ reset ဆိုတာလေးရှိရပါတော့အဲ reset ဆိုတဲ့အောက်မှာ show region ဆိုတာရှိတယ် show region ကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်မြန်မာကိုလိုက်ရှာပါတော့ဒီမှာမြန်မာဆိုတာလေးတွေ့ပါတော့အဲ့ဒါလေးကိုနှိပ်လိုက် လဲလိုက်ဘူးပါရင်ကျွန်တော်တို့ပြန်ထွက်ကြည့်လိုက်မယ်ဆိုရင်ဒီမြန်မာနိုင်ငံ location ပဲတည်တဲ့ပေါ်ပါလိမ့်မယ်အခြားနိုင်ငံ location နဲ့မပေါ်တော့ဘူးအဲ့တော့ကျွန်တော်တို့ notification နဲ့ပတ်သက်ပြီးတော့အချိန်နဲ့တပြေးညီပေါ့နော်အရင်တည်တည်လေးလောက်တာစာလို့အကြီးလောက်တာဒီဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်တို့ Saturday တောက်တဲ့ဝန်နဲ့ Saturday နဲ့ကိုထပ်ဝင်လိုက်ကျွန် notification တိုက်မှာဒီ worldwide ဆိုတဲ့နေရာမှာကိုယ်နိုင်ငံမဲ့ထားခြင်းကြတော့ Michael Trail ကိုရေးပေးလိုက်ပြီးတော့ minimum magnitude လေးဝင်လိုက်ဒီမှာတော့ 3.0ပေါ့နော်ဒါ default အနေနဲ့ပါတယ်ကိုကအဲ့လိုမဟုတ်ဘူးတည်တည်လေးရစာပြီးတည်တင်နေဆိုရင် raw magnitude ရေးပေးလိုက်အဲဒါဆိုရင်ကျွန်တော်ငလင်တည်တည်လေးပဲလှုပ်လှုပ်ကြီးကြီးပဲလှုပ်လှုပ်သူကအချိန်နဲ့တပြေးညီကျွန်တော်ပြပေးပါပြီဖြစ်ပါတယ်အာကိုကအဲ့လိုမှမဟုတ်ဘူးဒီတကဘာလုံးမှာရှိတဲ့ငလင်ကြောတွေကိုတည်တင်နေဆိုရင်ကြတော့လေကျွန်တော်တို့ setting နဲ့ကိုထပ်ပြီးတော့ဝင်လိုက်အဲဝင်လိုက်ပြီးမှကျွန်တော်တို့ show fog line ဆိုတာရှိရပါတော့အဲ့ဒါလေး on ပေးလိုက်ရင်ထွက်ကြည့်လိုက်ပါတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ မလင်ကြောတွေကိုကျွန်တော်လက်မိနေရပါပါဒီမှာအနီရောင် line နဲ့သူပြပေးထားတယ်ပေါ့နော်အာဒီဗီဒီယိုလေးကအားလုံးအတွက်အသုံးဝင်နိုင်မယ်လို့ညွှန်လင်းပါတယ်အားလုံးပဲ stay safe ပါ Yangon Mobile Store